မင်္ဂလာပါရှင်ဝေသမီတရား channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အီရန်နဲ့အစ္စရေးနိုင်ငံကြားမှာဖြစ်ပွားလျက်ရှိနေတဲ့စစ်ပွဲတွေအီရန်နိုင်ငံကအရင်တုန်းက အသုံးမပြုဘူးတဲ့ဒုံးကျည်အစ်တွေကိုထုတ်သုံးလာခဲ့တယ်လို့သိရပါတယ်ရုပ်သံပိုင်းထဲမှာတော့အီရန်နိုင်ငံကထုတ်သုံးလာတဲ့ဒုံးကျည်အစ်တွေကဘလို့စွမ်းရည်မျိုးရှိနေတယ်လဲဆိုတဲ့အချက်ပြင်အီရန်ကဒုံးကျည်အစင်းကြီးဘလောက်ထိပိုင်ဆိုင်ထားတယ်လဲဆိုတဲ့အချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဒီစီစဉ်လေးမစတဲ့ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စုရဲ့အစ္စရေးနိုင်ငံကအီရန်နိုင်ငံရှိနျူကလ িয়ার အဆောက်အဦတွေကိုဇွန်လ23ရက်နေ့ကပြစ်မှတ်ထားပြီးတိုက်ခိုက်တဲ့အတွက်နှစ်နိုင်ငံကြားတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပါတယ်။အစ္စရေးဟာအီရန်နိုင်ငံရှိစစ်ဘက်ဆိုင်ရာအဆောက်အဦတွေနျူကလ িয়ার အဆောက်အဦတွေကိုလေကြောင်းကတိုက်ခိုက်ခဲ့တယ်လို့ အီရန်ကလည်းအစ္စရေးနိုင်ငံကမျိုးတွေကိုဒေါင်းကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အီရန်ဟာအစ္စရေးကိုလက်တုံပြန်ရမှာဒရုန်းတွေပယ်ထိန်ဒေါင်းကြီးတွေကိုအတေးကထားအသုံးပြုပြီးပြီးခဲ့တဲ့ရက်ပိုင်းကဒေါင်းကြီးအစ်စ်ကိုထုတ်သုံးခဲ့တယ်လို့သိရပါတယ်။အီရန်ဟာဇွန်လ15ရက်နေ့ကတိုက်ခိုက်မှုတွေအတွင်းအစ္စရေးနိုင်ငံကိုဟက်ကွန်ဆန်အမျိုးရှိရဲ့ဒေါင်းကြီးအစ်စ်ကို ထုတ်သုံးကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အီရန်နိုင်ငံဟာ2020ခုနှစ်တုန်းက အီရန်နိုင်ငံမှာအမေရိကန်စစ်တပ်ရဲ့လုံခြုံတပ်ဖြတ်မှုကြောင့်တည်ဆုံသွားခဲ့တဲ့ဗိုလ်ချုပ်ကြီးကွက်ဆန်ဆိုလီယာမာနီကိုခြေကျူးကောင်ပြမှုအဖြစ်ဒေါင်းကြီးကိုဟက်ကွက်ဆန်လို့အမည်ပေးခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံကထုတ်သုံးလာတဲ့ဟက်ကွက်ဆန်အမည်ရှိရဲ့ဒေါင်းကြီးအသည်ဟာတိုက်ခိုက်မှုအတွင်ရန်သူတွေရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုရှောင်လွှဲနိုင်စွမ်းရှိရဲ့ပဲထိန်ဒေါင်းကြီးအသည်ဖြစ်တယ်လို့အီရန်နိုင်ငံပိုင်မီဒီယာတွေကဖော်ပြထားပါတယ်။ အီရန်ဟာအဲ့ဒီဟက်ကွက်ဆန်အမည်ရှိရဲ့ဒုံးကျည်ကို2029ခုနှစ်အောက်တိုဘာလမှာပထမဆုံးအကြိမ်ထုတ်ပြခဲ့ပြီးလက်ရှိအစ္စရေးနဲ့တိုက်ပွဲဖြစ်ပွားချိန်ရောက်မှပထမဆုံးအကြိမ်ထုတ်သုံးလာခြင်းမျိုးဖြစ်ပါတယ်။ဟက်ကွက်ဆန်ဒုံးကျည်ဟာအကွာအဝေး1400ကီလိုမီတာအတွင်းရှိပြင်းမှတ်တွေကိုရောက်ရှိပြစ်ခတ်နိုင်စွမ်းရှိကဒုံးကျည်ထိပ်ဖို့ကပောက်ကွဲစေတဲ့အလေးချိန်900ကီလိုဂရမ်တင်ဆောင်ပြတ်တန်းနိုင်စွမ်းရှိနေပါတယ်။အဲ့ဒီကွက်ဆန်အမည်ရှိတဲ့ဒုံးကျည်ဟာ အတန်တက်ဆန်းစမြန်နှုံးနဲ့ပြန်တန်းနိုင်စွမ်းရှိကဖာတက်130အမျိုးအစားဒုံးစီရဲ့မျိုးဆက်သစ်ဖြစ်ပြီးလေချောင်းရံကာကွယ်ရေးစနစ်ကိုကြော်ပြန်နိုင်ခြင်းချောင်းလွဲနိုင်ခြင်းလုံးဆောင်နိုင်ကြောင်းသိရပါတယ်။အဲ့ဒီဒုံးစီမှာလေချောင်းရံကာကွယ်ရေးထိုးဖောက်ဖို့ရည်ရွယ်ချက်နဲ့ချောင်းလွဲနိုင်တဲ့ထိပ်ဖို့တက်ဆင်ထားတယ်လို့ဆိုပါတယ်။အီရန်ဟာအရှေ့လေပိုင်းဒေသအတွင်းရှိနိုင်ငံတွေရဲ့မှာလေထိန်ဒုံးစီအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်အောင် အစ္စရေးနိုင်ငံကိုပယ်ထိန်တုံးစီအများပြားနဲ့ပြင်းမှန်ထားတိုက်ခိုက်ပွဲရှိတယ်လို့ဆိုပါတယ်။အီရန်ဟာအစ္စရေးနိုင်ငံနဲ့စစ်ပွဲစတင်ဖြစ်ပွားတဲ့ဇွန်လ23ရက်နေ့နောက်ပိုင်းတည်းကအစ္စရေးနိုင်ငံကိုပဲပယ်ထိန်တုံးစီအစိမ်းရေအနည်းဆုံး380နဲ့ပြစ်ခတ်တိုက်ခိုက်ထားတယ်လို့အစ္စရေးကာကွယ်ဝန်ကြီးဌာနကပြောပါတယ်။အီရန်နိုင်ငံမှာ15မိနစ်အတွင်းအစ္စရေးနိုင်ငံကိုရောက်ရှိပြစ်ခတ်နိုင်စွမ်းရှိရဲ့မြန်နှုံးမြင့်နဲ့ဒုံးကျည်အများပြပိုက်ဆိုင်ထားပြီးလက်ရှိချိန်မှာအီရန်နိုင်ငံမှာ ဲ့ထင်းတုံးစီအစင်းရေအ ਨੇ ဆုံး3000ကျော်ပိုင်ဆိုင်ထားတယ်လို့အမေရိကန်အစိုးရကခန့်မှန်းထားပါတယ်။အီရန်နိုင်ငံမှာအကွာအဝေး1400အထိရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ဒုံးစီအကွာအဝေး2000အထိရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ဒုံးစီအကွာအဝေး2500အထိရောက်ရှိနိုင်မဲ့ဒုံးစီအပြင် အကွာအဝေး18000အထိရောက်ရှိနိုင်မဲ့ဒုံးစီတွေပိုင်ဆိုင်ထားတယ်လို့ဆိုကြပါတယ်။အီရန်နိုင်ငံကနေအစ်စရေးနိုင်ငံအကွာအဝေးက 1000ကီလိုမီတာအတွင်းသာရှိနေတဲ့အတွင်းအီရန်ဟာအစ္စရေးကိုတိုက်ခိုက်ရှာမှာအကွာအဝေး1500အတွင်းရှိပဲထိန်ဒုံးစီတွေကိုအဒီကထားအသုံးပြုပဲရှိနေပါတယ်။အီရန်ဟာဒုံးစီကိုအရှိန်မြင့်ထုတ်လုပ်နေတဲ့နိုင်ငံဖြစ်ပြီးတလကိုအနည်းဆုံးဒုံးစီ အစင်ရေ300အထိထုတ်လုပ်နိုင်ဖို့ရှိဝဲထားပြီးလာမယ့်6နှစ်အတွင်းအီရန်ကဒုံးစီအစင်ရေ2000အထိထုတ်လုပ်ပိုင်ဆိုင်ဝဲရှိတယ်လို့လည်းအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူကသုံးသပ်ပြောဆိုထားပါတယ်။ ီရန်ဟာကွက်အမေရှိရဲ့ဒုံးကြီးအပြင်အီမက်အမေရှိရဲ့ဒုံးကြီးတွေကိုလည်းပိုင်ဆိုင်ထားပြီးအဲ့ဒီဒုံးကြီးတွေဟာပောက်ကွဲစေတဲ့ပစ္စည်းအလေးချိန်850ကီလိုဂရမ်နဲ့အကွာအဝေး1100ကီလိုမီတာအထိရောက်ရှိပစ်ခတ်နိုင်စွမ်းရှိပါတယ်။အီရန်နိုင်ငံကပိုင်ဆိုင်ထားတဲ့ဒုံးကြီးအရေအတွက်သုံးနောင်ကျော်အနေအစ္စရေးနိုင်ငံကိုရောက်ရှိပြကတ်နိုင်စွမ်းရှိရဲ့ဒေါင်းကြီးအစင်ကြီး2000နီးပါးရှိနေတယ်လို့သိရပါဗျ။အစ္စရေးလေကြောင်းရန်ကာကွယ်စနစ်တွေဟာ အီရန်နိုင်ငံကပြစ်ခတ်လိုက်တဲ့ဒုံးစီတိုင်းကိုပြစ်ချဖျက်ဆီးနိုင်စွမ်းရှိမရှိဆိုတဲ့အချက်ကိုအသေးစိတ်မသိသေးဘူးလို့အစ္စရေးမီဒီယာတွေကဖော်ပြထားပါတယ်။အစ္စရေးနိုင်ငံကအီရန်နိုင်ငံကိုဒေသောင်းကတိုက်ခိုက်ရမှာအမေရိကန်နိုင်ငံထုတ် F35 အမျိုးအစားလေယာဉ် F16 အမျိုးအစားလေယာဉ်တွေကိုအတိအကျထားအသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။အီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်အောင်လို့အိုမန်နိုင်ငံနဲ့ ကာတာနိုင်ငံတို့ကဈာဝင်ဆေးဆက်ပေးဖို့ကြိုးပမ်းနေပေမဲ့အီရန်အစိုးရကငြင်းဆန်ပယ်ချထားလို့သိရပါတယ်။အီရန်နိုင်ငံဟာအရှေ့အလယ်ပိုင်းဒေသတွင်းရှိနိုင်ငံတွေရဲ့မှာဒေနန်ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်နေပြီးတော့စစ်ပွဲအချိန်ပုံမှုပြင်းထန်လာမယ်ဆိုရင်ဒေနန်ဈေးနှုန်းတွေပုံမှုမြင့်တက်လာဝယ်ရှိနေပါတယ်။အီရန်ဟာအရှေ့အလယ်ပိုင်းဒေသတွင်းရှိနိုင်ငံတွေကိုကိုယ်ညီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ရာအစ္စရေးနဲ့အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲတွေမှာ ရေမင်းအခြေဆိုင်ဟူတီလက်နက်ကအဖွဲ့တွေစီးရီးယားအခြေဆိုင်လက်နက်က အဖွဲ့တွေလက်ဗနွန်နိုင်ငံအခြေဆိုင်ဟစ်ဘိုလာလက်နက်ကအဖွဲ့တွေတိုက်ရိုက်သူမဟုတ်တဲဝိုက်ပြီးပါဝင်လာဝယ်ရှိနေပါတယ်။အီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာလက်ရှိတဲ့ပုံမပြင်းထန်လာမယ်ဆိုရင် အရှိလေပိုင်းဒေတာတွင်ကိုတိုက်ရိုက်သူမဟုတ်တဲဝိုက်ပြီးရိုက်ခတ်လာဝယ်ရှိနေပါတယ်။အစ္စရေးကလည်းအီရန်နိုင်ငံကပြစ်ခတ်တဲ့ဒုံးကျည်တွေကို ကွယ်ဖြည့်ဆည်းနိုင်အောင် Iron Dome လေကြောင်းရန်ကကွယ်စနစ်အပြင်ဒေဇာလက်နက်တွေကိုဖြန့်ကျက်ချထားလိုက်ပြီးဖြစ်ရ။လက်ရှိစစ်ပွဲဟာအီရန်ရဲ့ဒုံးကျည်စနစ်နဲ့ Israel ရဲ့လေကြောင်းရန်ကကွယ်စနစ်အားပြိုင်မဲ့ပွဲတစ်ပွဲဖြစ်လာဝဲရှိနေပါရဲ့ရှင်။